နိုင်ငံပြည်ပမှာရည်တည်နေရတဲ့မီဒီယာတစ်ခုဖြစ်တဲ့တန်လွှတ်ခတ်သတင်းဌာနဖွဲ့စည်းတည်ထောင်ခြင်း၉နှစ်မြောက်အခမ်းအနားကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာကျင်းပခဲ့ပါတယ်။မောင်တူးတင်ဆက်ပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။တန်လွှတ်ခတ်သတင်းဌာနတည်ထောင်ခြင်း၉နှစ်ပြည့်နဲ့ Olive Education Development Center OEDC ၃နှစ်ပြည့်အခမ်းအနားတပြိုင်တည်းပြုလုပ်ခဲ့တာပါ။ဒီနှစ်ပတ်လည်နှစ်ပတ်လည်မှာကျွန်တော် အမြင်နဲ့လို့ကျွန်တော်တို့အားဖြစ်ပြီးရဲ့ကျွန်တော်ရဲ့အမတော်လေးအမေတော်လေးကျင်းပါလေနားရှိရဲ့ဒီကာလမှာကျွန်တော်တို့တက်တဲ့ကြာခေါ်အားနေနဲ့ပုံပေါက်ပြီးလောက်ပါတဲ့ပြည်နယ်သားတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးမှာဒီလိုမျိုးမှာတွေ့ရတဲ့တွေ့ရလို့ဒီလိုကလေးရမှာဒီကာလမှာဆုံးဝေးရပါရဲ့ဒီလိုဆုံးဝေးရတဲ့အခင်းချင်းကိုလည်းကျွန်တော်ကဘုံပါရဲ့ဆီအနာသိမ့်ပြီးကြတဲ့ကသတင်းမှန်ထုတ်ပြန်တဲ့သတင်းဌာနဒီကို အာနာသိန်းစစ်တပ်ကဖမ်းဆီးထောင်ချတပ်ဖြတ်နေတာကြောင့်တန်လွင်ခဲ့သတင်းဌာနဟာပြည်ပကိုရောက်ရှိရပ်တည်နေရတာပါအဓိက2021အာနာသိနေရတဲ့မီဒီယာတွေကကျွန်တော်တို့ပြည်တွင်းမှာလွတ်လပ်စွာရည်တည်ကိုမရှိတော့ဘူးနော်အဲဒီတော့ကျွန်တော်တို့ပြည်ပမှာအိဆိုင်နေနဲ့အဲလုံဆောင်ရတယ်တလင်ခတ်ကလည်းအိဆိုင်မီဒီယာ60ကျော်ပဲရတစ်ခုဖြစ်တယ်ပေါ့နော်လွတ်လပ်စွာသတင်းမီဒီယာတစ်ခုဖြစ်တယ်အဲဒီတော့ အာအဲ့အခက်ခဲတွေကဘယ်နေလာလဲဆိုတော့ဒီစအနာသိမ့်မှုကနေပြီးတော့ပို့ပြီးတော့အရင်တည်လာတယ်ပေါ့နော်အရင်တော့ကျမတို့ပြည်ရင်းမှာဆိုလို့ရှိရင်အဲတခြားပေါ့နော်ဟိုကြော်ညာတွေနောက်ပြီးတော့ကျမတို့ရဲ့ဝင်ဝင်ရှာတဲ့လမ်းကြောင်းတွေနဲ့ကျမတို့ပြန်ပြီးတော့ရက်တည်လို့ရတယ်မယ်အခုချိန်မှာတော့လုံးဝမရတဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမဖြစ်မနေတက်ရောက်မှုရှိတယ်လို့တော့ပြောလို့ရပါတယ်အနာအနာလူအနာသိမ့်ပြီး နောက်ပိုင်းမှာမြန်မာနိုင်ငံမှာယက်တီနေကြတယ်ပေါ့နော်မြန်မာနိုင်ငံအခြေစိုက်ပေါ့နော်အထူးသဖြင့်တော့ပြည်ရင်းသတင်းဌာနတွေပေါ့နော်ပြည်ရင်းသတင်းမီဒီယာတွေရဲ့အခြေအနေဟာအဆိုးဝါးဆုံးနဲ့အပြင်းထန်ဆုံးပေါ့ဗျာဖိနှိပ်တာကိုခံခဲ့ရတယ်သတင်းသမားတော်တော်များများကအာထောက်သွင်းအပြင်းကြခံရတယ်အသက်ခံရတယ်ပေါ့နော်ဟုတ်ကဲ့အဓိကကတော့ဒီ ရှိပြတဲ့နေရာတွေတော့ပေါ့နော်တရင်တွေကြားတဲ့သူတွေကိုကြားအောင်လို့တွေ့ကျွန်တော်ကဒီတင်တန်းတက်ရဖြစ်ဖြစ်နောက်ပြီးတော့ကျွန်တော်နေတရင်မီဒီယာတွေနည်းနည်းနဲ့စိတ်ဝင်စားတဲ့အတွက်လည်းပါတယ်ဟုတ်ဒီမီဒီယာတင်တန်းကိုတက်ရရည်ရချက်ကတော့ဟိုမဖော်ထုတ်နိုင်ရည်ရတချို့ဟိုအတန်တွေကိုဖော်ထုတ်နိုင်ဖို့အတွက်ပေါ့နော်ဒီတင်တန်းကိုလာပြီးတော့တက်ရတာပါတန်လွင်ကဲ့တရင်ဌာနအခုလိုသူတစ်ပါးတိုင်းပြည်မှာ ကိုးနှစ်ပြည့်အခမ်းအနားကိုကျင်းပနေရခြင်းမှာပဲပြည်တွင်းမှာလည်းအာနာသိန်းစစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုတွေကြောင့်တရင်တော်ခုနှစ်ဦးတေဆုံးခဲ့ရပြီးဖမ်းဆီးခံခဲ့ရတဲ့တရင်သမား200ကျော်နဲ့43ဦးဟာအကျဉ်းချနေရစေဖြစ်ပါれခမညာကျွန်တော်မောင်တူးပါ